။ဇက်လေးကိုထဲမဲ့ချိန်ကြတော့မှဟေးလောက်ဥတွေကပြုံလိုက်ကြီး။ပစ္စည်းကလောက်ဥပါတာကို तू တောင်းမှန်တောင်းမှမတောင်းမှန်လည်းပတ်စံပြန်အမ်းရမှာ။ line မတင်တဲ့သူတော့ပါးရရအောင်မှလည်းငါကလည်းရိုက်ခန့်ခြင်းလုံးလို့တင်တာဟဲ့။ဒီလားရိုက်ခန့်ခြင်းလို့တင်တာနော်။မရှင်ကောင်ကအဲ့လိုမျိုးဥဥလိုက်တယ်လို့ထင်တာနော်။မဟုတ်ဘူးရင်ကောင်ရဲ့ဖင်ကနေပဲလောက်ကောင်ကြီးတန်းထွက်လာတာတော့အဲ့ဒါလေး ကျမတို့အဲ့ကြောင့်လမ်းပိစာတွေမစားနဲ့လမ်းပိစာတွေမစားနဲ့ဆိုတာဒါမျိုးဖြစ်မယ်သိလားအားလုံးမင်္ဂလာပါရှင်ဇန်လရဲ့ YouTube Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုဇန်လတင်ဆက်ပေးမယ့်ဗီဒီယိုလေးကအစားတောက်အရင်ကြိုက်တဲ့သူတွေနော်ဒါလုံးဝကိုတတိထားရမယ့် WU file လေးပဲဖြစ်ပါရရှင်လမ်းပိအစားစာတွေနော်တော်တော်များများကိုလည်းနော်ဒါဝယ်မစားဖို့ဒါပြောချင်ပါရရှင်တချို့သူတွေကတော့နော်ကိုစားတယ်လို့မျိုးတန်တန်ပြက်ပြက်လေးရောင်းကြတယ်ရှင်တချို့ကြောင့်လည်းကိုစားတာမဟုတ်ဘူးပေါ့နော်သူများကိုရောင်းတာဆိုတော့နော်စည်းတနာမပါကြဘူးရှင်ညင်ညစ်ပတ်ပတ်နော်ဖြစ်ကလေးစံလုတ်တဲ့ဒါဆိုင်နေလဲရှိရဲ့ ရှင့်အခုဆိုလို့ရှင်တော့နော်ဒီရန်ကုန်တိုင်းမြောက်ကလာပါကနော်မြစ်တာလန်31မှာခလီတီကညဘတ်နော်ပွဲစည်းသွားရင်းနဲ့ဒါချက်ချရောက်မာလာစားခြင်းလို့ဆိုပြီးတော့နော်ဒါဝယ်စားရတယ်ရှင့်ဒီထဲမှာလောက်အကောင်ကြီးပါပါလာတာတယ်နော်ဒါကိုကောင်မလေးကြီးကပြန်ပြီးတော့ပြောတဲ့ဟောင်းသူတို့ကချီချီငငံမပြောဘူးရှင့်လိုင်းမော်တင်လဲနော်ပိုင်းရိုက်မယ်လို့လဲသူကပြောသေးတယ်ရှင့်ရောင်းသူနဲ့ဝယ်သူနော်တကယ်လို့ကိုယ့်ဘက်ကမားရဲဆိုလို့ရှင့်တော့မှနော်ချူချူတတလေးနဲ့နော်တောင်းပန်ပြီးတော့ဒါကြည်ပြီးရမှာရှင့်ဒါကိုသူကဒီလိုမျိုးမဟုတ်ဘူးနော်မိုက်ကြီးပါထပ်ပြီးတော့ခွဲသေး ရရှင့် view file လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်ညာဘုံမှာရှိရသူတွေအတွက်ပြောပြမယ်ဒီလားမင်းကွာချစ်ချစ်တော့ဂျူမြေသွားဝဲရဲဘယ်နဲ့လားဘယ်နဲ့လားလိုင်းညာဘုံမှာရှိရသူတွေပဲနော်အဲတောင်းကလာလားတောင်းကလာ30တလန်နော်30တလန်မြစ်တာလမ်းမှာငါပွဲသေးရောက်မှာကွာမဟုတ်ပါ30မြစ်တာလမ်း30တိကိမှာပွဲသေးရောက်မြာကွာထားလိုက်နော် ပွဲစည်းရောင်းနေရောကြာကြက်ချီတော့ဂျူးမြင့်တွေ့ရကြက်ချီတော့ဂျူးမြင့်တွေ့ရောဟာအုပ်စုလိုက်ကြီးဝယ်စားကြရပေါ့ဟောတပွဲ3000နဲ့ဆိုတော့နည်းနည်း3000ဆိုမှလည်းဖော်ဘူးလေးနဲ့3လေးခုလောက်ပါကွာဒါပေမဲ့ဝယ်စားမယ်ဆိုပြီးသွားတာမျိုးစဉ်းစားကြည့်ပစက်လေးကိုထည့်မယ်ချိန်ကြတော့မှဟေးလောက်ဥတွေကပြုံလိုက်ကြီးနော်လောက်တွေကပြုံလိုက်ကြီးအဲ့ဒါနဲ့ငါတို့ကအဖွဲလိုက်ကြီးပြန်သွားတာပေါ့သူကတော့ဒီဟာကြီးကိုစားကျင်တော့မှလေမဟုတ်ဘူးလားအဲ့ဒါနဲ့ငါတို့ကလေရောပွဲဖြစ်မှသို့လို့ရောသူလည်းဈေးရောက်ပြတ်မှသို့လို့ဆိုပြီးတော့အဲ့ဒီဟိုဂျောင်းမျိုးဂျောင်းပြားလေးတွေကနေပြီးတော့သွားပြတာပေါ့ဟဲ့ အာအရင်ဆုံးအဲ့အမကြီးကမရှိသေးဘူးရောင်းတဲ့ကိုကြီးပဲရှိရကိုကြီးရေဒီမှာကတော့လောက်ဥတွေပါနေရညီမတို့ကမတတိတော့ဘူးဒါတော့ပြန်ပြီးတော့လည်းမလဲတော့ပြန်ပြီးလဲရအောင်လေဒီတပန်းနဲ့ဟဲ့ဘသူကစားကျင်တော့ပါလေမလဲတော့ဘူးဒါပေမဲ့ဒီဟာကိုပြန်ပြီးတော့ပြတ်ဆန်ပြန်ယော်ပေးပါလို့ပြောတာသူကလည်းအကောက်ကောက်မို့ပြောရင်တော့လေဟိုသူကလည်းဒါရောင်းနေရမို့လို့ကောက်ကောက်မို့ပြောရင်တော့နားလည်နိုင်သေးတယ် ဟေ့ပစာလဲပြန်မအားနိုင်ဘူးတဲ့ဒီဟာကိုတဲ့ဟိုဘယ်လိုပြောရမလဲကိုဘာသာကိုလှပြင်းလဲလှပြက်ဆိုင်းရင်လဲစားပါဟဲ့ပစာလဲပြန်မအားနိုင်ဘူးတောင်းဝင်လဲမယူနိုင်ဘူးတဲ့စဉ်းစားကြည့်လောက်ပစ္စည်းကလောက်ဥပါတာကို तू တောင်းမှန်တောင်းမှမတောင်းမှန်လည်းပတ်စံပြန်အမ်းရမှာဟဲ့။ငါပြောပြမယ်နော်။နင်တို့သွားစားမှာဆိုလို့ငါပြောပြလိုက်မယ်ဒီလား။အဲ့ဒီအဲ့ဒီပွဲသေးရဲ့နော်။အဲ့တက်တဲ့ဝင်သွားလို့ရှိရင်ငါတို့ဟိုကပြောပြမယ်။အဲ့တော့ဗာလဲရဟတ်ရှယ်လေးရဟတ်ဒီဘက်မှာလေးဒီလားအဲ့မှာကြကြောလုံးကြက်ကင်ကြကြောလုံးနော်။ ကြကြောလုံးပေါင်းဆိုင်ရဲ့ဘေးနားမှာအဲ့နားမှာရှိရယ်နော်သုံးဦးတိလားလုံးဝဝယ်မစားနဲ့လုံးဝအမေသူကတော့ဟင်းနဲ့မဲတော့ဝယ်လာတကယ်လို့မဟဲ့တိရမလားလိုင်းမော်တင်တာတို့ပြဿနာတစ်ခုဖြစ်တယ်ဆိုရင်ပါးတော်ဆွဲချအောင်မယ်စဉ်းစားကြည့်လား ်ကိုကပတ်စံလဲပေးဝယ်စားရသည်လောက်ဥတွေပါလို့ကိုကသွားပြီးတော့ကောက်ကောက်မှုနဲ့သူများရဲ့အတိမှာဆိုတော့သွားလဲတာတော့မဟေညို့တော့စဉ်းစားကြည့်လိုက်ဒီလားလုံးဝအဲ့လိုသွားဝယ်မစားကြနဲ့သွားဝယ်စားလို့ညို့လောက်ဥပါလို့ရှိလို့ရှိရင်လဲလေညို့ပဲခံရမှာဒီလားအဲ့ဒါလာပြောပြရအောင်စဉ်းစားကြည့်လိုက်လုံးဝလူပြောကကိုရောင်းတဲ့ပစ္စည်းပေါ့တာဝန်ယူမှုမရှိဘူးမျိုးမျိုးတောင်းမှန်တော့မတောင်းမှန်ဘူးတက်ဘူးဆိုရင်ဈေးရောက်စားနဲ့လေဟုတ်တယ်မလားဈေးရောက်စားရဆိုမှတော့သူများကတာဝန်ယူပေးတက်ရတယ်ကိုရဲ့အမားကိုနော်ဘယ်သူမှလောက်ဥရှိမှန်းသိရင်ငါတို့ကလည်းဝယ်စားမနေဘူးပတ်စံပေးယူဝယ်စားရတာကောင်းမှစားကြည့် င်တော့မကောင်းရင်တော့မစားကြည့်ဘူးဟုတ်တယ်မလားနော်အမလေးလိုင်းမတင်တဲ့သူတော့ပါးရိုက်အောင်မှလည်းငါလည်းရိုက်ခန့်ခြင်းလုံးလို့တင်တာဟိတီလာရိုက်ခန့်ခြင်းလို့တင်တာနော်ငါနေ့တော့ပြောပွားရင်နော်ဒီလိုင်းသားရတောင်းကလာ30တင်မြတ်တာလန်နော်တောင်းကလာတောင်းကလာမြတ်တာလန်30ဒီကေအဲ့မှာပွဲစည်းရောက်နေအဲ့ရဟိုဗာလဲမာလာကင်တို့ဗာတို့ရောက်တာကောသုံးမျိုးရောရောက်တာအသီးပင်ရရောအိမ်ရဲ့အရှိမှာတီလာလုံးဝဝယ်မစားကြပါနဲ့အဲ့ဒါပိုကျိုအခုတည်းကလာပြီးတော့ တတိပေးရပါတော့နော်ဒါရန်ကုန်ကလူတွေအတွက်ရန်ကုန်ကလူတွေအတွက်လာပြီးတော့တတိပေးရအဲ့ဒါ မတော်တဆစားမိလိုက်လို့နော်ပါဇက်ထဲရောက်သွားရင်တော့လုံးဝကိုဒါမတွေးရစရာကြီးပဲရှင့်ဒီအစားစာတွေကိုသူတို့ကနော်ဒီတိုင်းပဲခင်းကျင်းပြီးတော့ပြောင်းထားတာရှင့်ဂျင်ကောင်တွေကဒီအစားစာတွေရဲ့ပုံမှာနော်တခါတည်းသူတို့ကလောက်ကောင်နေဥပြီးတော့လဲချတတ်တယ်ရှင့်ဒီလိုမျိုးတတိချာချာလေးနော်အပေါ်ကစကားလိုမျိုးနော်ဒါမှမဟုတ်စာပိစာလိုမျိုးတခုခုလေးအုပ်ထားမှဒါအဆင်ပြေမှာရှင့်ဂျင်ကောင်တွေလာနိုင်ရင်လဲနော်ဒီလိုမျိုးလောက်ကောင်နေဖြစ်တတ်တယ်ရှင့်နောက်ထပ်ဗီယူဖိုင်မှာဆိုလို့ရှင့်လဲနော်ဒီအမကဂျင်ကောင်တွေဥဥတာကိုဒါပြောပြလာတဲ့ဗီယူဖိုင်လေးပဲဖြစ်ပါတယ်ရှင့်ဂျင်ကောင်တွေက ားတခါရင်ဒီလိုမျိုးလောက်ပုံစံနေဥချတတ်တယ်ဆိုတာလဲဒီဗျူဖိုင်လေးကိုဘူတုတအနေနဲ့ကြီးကြီးလိုက်ကြရအောင်ရှက်အိမ်မာလေးချင်းဆက်ကဒီဘလောက်တတ်ထားတကားမကြီးရလေးအဝင်အထွက်အဲ့လိုအဖွင့်ပိတ်ရှိတဲ့ခါကြလေးရင်ကောင်တကောင်ဝင်လာတာနဲ့ကျမတို့ချတာပဲအဲ့ဒါလေးအခုဒီမှာကြုံရင်ကောင်တကောင်ဝင်လာလို့ဒါဆိုရင်နှစ်ကောင်မြောက်ပေါ်တော့ကျမတို့ရိုက်ဘူးရဲ့တိလားအဲ့လိုအကောင်ကြီးထွက်တာပဲကျမတို့မြင်ရတော့အဲ့ဒါမှလေး အမကြည့်အောင်မရင်ကောင်ကအဲ့လိုမျိုးဥဥလိုက်တယ်လို့ထင်တာနော်မဟုတ်ဘူးရင်ကောင်ရဲ့ဖင်ကနေပဲလောက်ကောင်ကြီးတန်းထွက်လာတာတော့အဲ့ဒါလေး ကျမတို့အဲ့ကြောင့်လမ်းပိစာတွေမစားနဲ့လမ်းပိစာတွေမစားနဲ့ဆိုတာဒါမျိုးဖြစ်မယ်တည်လားအဲတခါလေကျမဆိုလေအကင်ဆိုင်နေမှာလေအဲ့လိုရင်ငေါတလောင်းလောင်းနေတော့အကင်တွေကိုခင်းထားတာအချောင်းလိုက်အချောင်းလိုက်ပြီးရင်တို့အုပ်ထားတာလည်းမလုံဘူးတည်လားအဲ့လိုမျိုးကြီးဆိုလေဒီလိုဒီလိုရင်ငေါမျိုးတွေဒါရှိလို့တော့သွားပြီပဲအမှအမှကြုတ်ချောင်းနဲ့မှာဘယ်နှကောင်လောက်ဝင်နေလဲမသိဘူးအဲ့ကြောင့်လမ်းပိစာစားပြီးရင်ဝါပြက်ဝါရှော့ဖြစ်တယ်ဆိုတာလေဒီလိုလောက်ကောင်တွေစားမိလို့လားလို့ထင်တာပဲကျမကတော့လေစားမိလို့ထင်တာပဲမမြင်ရဘူးလေနော်သူကဥဥသွားအကောင်ရင်ငေါနားလိုက် ိုက်ပြီဆိုတာနဲ့အဲ့ဒီအကောင့်ကြီးကတသေးလေးဆိုမမြင်ရဘူးဒါကျမအနီးကပ်ရိုက်လို့အပြင်မှာဆိုတသေးလေးအဲ့တသေးလေးညာဝင်တာမြန်မာပေါ့နော်အစားတောက်တယ်ကိုလေအဲ့နောက်ကျမဘယ်မှာမြင်လဲဆိုအဲ့ဘိုးဆောင်ကန္နာလန်ငါးကင်ဒီငါးကင်ဒီအရန်ရုံဖို့ကောင်းတဲ့ရင်ကောင်းဒီမှလေအိုးအထွေးလိုက်အထွေးလိုက်အဲ့လာကိုလေရောင်းတဲ့လူတွေရက်ခတ်ပြီးတော့ရောင်းတယ်သူတို့သူတို့ရက်တောင်လေးနားလိုက်တန်းတဲ့ရင်ကောင်းဒီကရီဆိုအဲ့မှာငါးကင်ဒီမှာကတ်တာတော့အဲ့လိုအကောင်မျိုးဆိုရင်စဉ်းစားကြည့်ဘယ်နှကောင်လောက်များရှိမလဲတကောင်လောက်ပဲဝင်နားလိုက်တာတော့မှအထွေးလိုက် ြတာเนาะသူ့ဖင်ထဲကနေအထွေးလိုက်အမအထွေးလိုက်အဲ့လိုကြတာဆိုတော့စဉ်းစားတာကြည့်လိုက်တော့အဲ့ပိုရောင်ကန်းနာတွေဆိုဘယ်လိုမျိုးအစားတောက်တွေစားကြမလဲကျမတော့တိုင်းဘယ်လိုမှမစားနိုင်အဲ့ငါးกินလို့ဘာမှမစားနိုင်ကျမတို့ဟုတ်တယ်เนาะလမ်းပြီးအစားစာတွေကဈေးချူတာတော့မှန်ပါရှင့်တချို့ဆိုလို့ရှင်เนาะစမ်းမိုင်းနဲ့လုံးဝကိုမညီညွတ်ဘူးရှင့်နောက်ထပ် view ဖိုင်မှာဆိုလို့ရှင်လဲเนาะဒီငယူသီးမိုဒတ်တွေကိုစားမိလို့ရှင်เนาะဘာတွေဖြစ်နိုင်လဲဘယ်လိုတွေဒုက္ခရောက်နိုင်လဲဆိုတာကိုလဲအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့် ဒီနေ့ကတော့ဒီပုံထဲမှာမြင်နေတဲ့မိုတက်နေတဲ့အစားအစာတွေကိုစားလို့ရှိရင်ဘလိုအန်ဒရယ်တွေဖြစ်မလဲဆိုတာပြပြမယ်ဒီပုံလေးကဆန်တို့ Facebook ကနေယူထားတာဖြစ်ပါတယ်အဲ့ဒီအမအတယောက်တင်ထားတာပေါ့နော်သူကမြချင်းနာဘက်မှာဖြစ်သွားတယ်လို့ပြောပါတယ်အဲ့ဒီမိုတူဆိုင်တဆိုင်မှာပေါ့နော်ကောက်ဆွေးဆိုင်တဆိုင်မှာကောက်ဆွေးစားတဲ့အချိန်မှာသူကငုတ်တီးဆိုရင်အရန်ကြိုက်တယ်ပေါ့နော်အဲ့တော့ကသူကအဲ့ဒီငုတ်တီးကိုကြော်ထားတာပေါ့နော်ကြော်ထားတော့သူကတကိုက်ကိုက်လိုက်တဲ့အချိန်မှာအထင်းမှာအဲ့လိုတွေမိုတက်နေတော့သူကလန့်သွားတယ်ပေါ့နော်အဲ့ علمي သူတို့ဝိုင်းမှာရှိနေတဲ့အဲ့ဒီငုတ်တီးတွေဟာအကုန်လုံးအဲ့လိုမျိုးမိုတက်နေတာသူအမျိုးဒီမှာတွေ့လာပုံထဲမှာတွေ့ရတဲ့အတိုင်းအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့ဒါဆိုင်ရှင်ကလည်းဘာမှအရင်မယူတဲ့တိလာကောင်တာမှာအဲ့လိုမျိုးပဲထိုင်နေရတယ်တိလာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုင်တွေဘလောက်တော့မှဆင်းလို့မြန်မာနိုင်ငံမှာရှိနေလို့ဆင်းလို့လည်းမပြောတတ်ဘူးအဲ့တော့ကငုတ်တီးငုတ်တီးဒီမျိုးမိုတက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒါကိုစားတယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲအကျိုးဆက်ကဘာတွေဖြစ်လာမလဲဆိုတာကအရန်ကြောက်စရာကောင်းတယ်ပေါ့နော်အဲ့တော့ကမိုတက်နေတဲ့ အစားစာလို့ပြောလိုက်တဲ့အချိန်မှာငုတ်တီးတစ်မျိုးတည်းပဲတော့မဟုတ်ဘူးကြံတဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့တော့ဒီငုတ်တီးအခုဒီပုံထဲမှာမြင်နေတဲ့ဒီလိုမျိုးမိုတက်နေတဲ့အစားအစာဒီငုတ်တီးကိုနေ့တိုင်းကိုယ်ကအစားသုံးမယ်ဆိုလို့ရှိရင်ကိုယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဒီအတွင်းထဲကပေါ့နော်အတွင်းကလေးစားတွေအကုန်လုံးတဖြည်းဖြည်းပျက်စီးလာမယ်ပေါ့နော်အဆိုးဆုံးကတော့သူကကင်ဆာဖြစ်နိုင်တဲ့အထိကိုအမြင့်တက် ပေးတယ်ပေါ့နော်ပြောချင်တာကတော့ဒီမိုတက်တဲ့အစားအစာထဲမှာပါဝင်တဲ့ဓာတ်တွေကကြတော့အတိအကဒီမြုပ်တီးဆိုလို့ရှိရင်အသေးကိုပျက်စီးစေရပြီးလို့ရှိရင် အစာအိမ်အတူရဲ့ကင်ဆာဖြစ်နိုင်တာအတဲကင်ဆာဖြစ်နိုင်တယ်အစာအိမ်ကင်ဆာဖြစ်နိုင်တယ်ဦးဒီဦးလန်းချောင်းပေါ့နော်ဦးမကြီးကင်ဆာတွေဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမိုတက်နေတဲ့ဟာတွေစားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဟာစိတ်ချရတဲ့ကိုပါရာကိုအိမ်မှာကိုကကိုငြုတ်တီးအဲ၆လမ်းပြီးတော့ကိုပါရာကိုကိုကကိုကြော်ပြီးမှစားတာပိုကောင်းတယ်ပေါ့နော်ဆိုင်လူကြည့်ရတော့အပြင်ပန်းကြည့်တာတော့အာဗာလဲ အရန်ထဲမှာစားချင်စပွဲဖြစ်တယ်ဒါမဲ့အတွင်းထဲမှာမူတက်နေရပေါ့နော်အဲ့လိုမျိုးအစားစာတွေဆိုရင်ဆိုင်လူတို့ရှောင်ရပါမယ်ဒီမူတက်နေတဲ့အစားစာတွေကိုဆိုင်လူနေဆိုင်လူတို့နေအစဉ်စားသုံးမယ်ဆိုလို့ရှိရင်တဲ့ဘလောက်ထိတောင်မှဆိုးရွားဆိုးရွားတဲ့အဲ ယောဂါတွေဖြစ်လာနိုင်လဲဆိုရင်ကင်ဆာယောဂါကတော့အဆိုးရဆုံးပေါ့နော်ပြီးရင်နောက်ဆက်ဘာယောဂါတွေဘယ်လိုမျိုးတွေဖြစ်လဲဆိုရင်ခဏခဏဖြားတာပေါ့နော်ကိုကချက်မကြီးလဲကောင်းပါရင်လည်းခဏခဏဖြားတာခဏခဏဆေးခန်းတွေသွားနေရတာဆိုလို့ရှိရင်ကိုရဲ့အစားစာမအောင်ငါမူတက်နေတဲ့အစားစာဘာစားမိနေတယ်လဲဆိုတဲ့ဟာကိုကစင်ချင်ရမယ်ရှာဖွေရမယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့လက္ခဏာတွေကတချို့ဆိုရင်တက်မတဲမှုဖြစ်တယ်ပေါ့နော်တဲ့အဲ့ဒီမို့ မိုးတက်နေတဲ့အစားအစာစားလိုက်တဲ့ချိန်မှာအရေပြားရာရန်တာအဖူပင်ဖွက်တာထွက်တာလေဘင်းတွေမှာရာရန်တာလက္ခဏာတွေအလိုရောပြရေပေါ့နော်တချို့ကတော့လက္ခဏာတော့မပြဘူးဘလို့ဖြစ်လဲဆိုရင်အချိန်ကြာလာတာနဲ့အမြပေါ့ကိုယ့်ရဲ့ဒီအတွင်းထဲမှာပေါ့နော်ဘိုက်အောင်တာဘိုက်နာတာဥတက်လားဆိုဥတက်လည်းမဟုတ်အစာရင်အချင်းပေါက်တာလားဆိုစမ်းကြည့်ရဘာမှဟိုတပြည့်ပြည့်နဲ့တူကနာနေရပေါ့နော်အဲ့လိုမျိုးကိုယ်အတွင်းဘက်ကကိုယ်တွေမမြင်နိုင်တဲ့အဲဘာလဲဒီအစာရင်ဒီ အဲဗာလဲအဆိုင်လမ်းကြောင်းပေါ့ဒီဦးမကြီးတီလမ်းကြောင်းမှာပိုးတွေဝင်ရောက်ပြီးတော့သူတွေကဒီ ခန္ဓာကိုယ်ထဲမှာအလုတ်လုတ်ပြီးမှဘောနော်ဆင်းလူတို့ကိုအဲ့ဒီအာဆင်းလူတို့ရဲ့အတွင်းကလီစာတွေအကုန်လုံးဖျက်ဆီးပစ်တာဘောနော်အဲ့လောက်ထိတောင်မှဆိုးရွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုင်ထိုင်တော့မယ်ဆိုလို့ရှိရင်ကိုစားတော့မယ်အစားစာကမူတက်နေသလားမုတ်တွေပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဝယ်စားတော့မယ်ဆိုလို့ရှိရင်မူတက်နေလားဒိတ်လွန်နေလားမလွန်နေလားဆိုတာကိုစမ်းစစ်ပါကြည့်ပါဖြစ်မှပဲကုမယ်ဆိုရင်တော့ကုစေးမရှိပါဘူးကိုကိုတိုင်ကိုကတေချာကြည့်ပြီးမှဝယ်စားကြပါလို့ဆင်းလူက ောချင်ပါတယ်အဲဒီအဖြစ်ပြက်ကမင်းညတော့ကဆန်သူ Facebook မှာတွေ့ခဲ့တာပေါ့နော်ဒီအမကြီးကအားလုံးအဲဒီစားတောက်တွေစားမယ်ဆိုင်တွေထိုင်မယ်ဆိုလို့ရှိရင်တေချာ ကြည့်ပြီးမှတရားစားကြပါဆိုမှပြောပြထားတာပေါ့နော်အဲ့ဒါနဲ့ဆိုင်လူကလည်း YouTube မှာ ပြန်ရှာကြည့်လိုက်တော့ YouTube မှာပြောပြထားတာအရန်နဲ့မှကြောက်စရာကောင်းတယ်ပေါ့နော်သူရဲ့လက္ခဏာတွေကအာဆက်ဆချင်းပြတဲ့လက္ခဏာတွေကခေါင်းမိုးတာဖြားတာမျိုးမီးမတာလူကမလန်းဆန်းတော့တာခန္ဓာကိုယ်ကအားနေတာပိန်လာတာအာကိုကပုံမှန်လဲအိတ်တယ်ပုံမှန်လဲစားတယ်ဒါပေမဲ့ပိန်မဲ့ပိန်နေတယ်အားမရှိဘူးအဲ့ဒီအဲ့ဒီမိုမိုကပါဝင်တဲ့အဲ ဆိုင်နူတို့ခနာကိုထဲမှာရောက်သွားလို့ရှိရင်အဲ့ဒီပိုးတွေကခနာကိုကအာရှိတဲ့ဟာတွေအကုန်လုံးစားပလိုက်ပြီးမှသူကလူဒုက္ခပေးတာပေါ့နော်ဒုက္ခပေးတာရမ်းများလာလို့ရှိရင်ကင်ဆာအဆင့်ထိရောက်ပြီးမှလူအသက်ကိုဆုံးရှုံးသွားနိုင်တယ်ပေါ့နော်အဲ့တော့အစားတောက်ရွေးချယ်စားတဲ့အချိန်မှာမိုတက်တဲ့အစားအစာကိုရှောင်မယ်တိတ်လွန်တဲ့အစားအစာကိုရှောင်မယ်တေချာကြည့်ဝဲပြီးမှစားမယ်အဲ့ဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ပိုကောင်းမယ်ပေါ့နော်အဲ့ဒီငြုတ်တီးရတော့ပိုဆိုးတယ်ပေါ့နော်ငြုတ်တီးအရန်ကြိုက်တဲ့သူတွေအတွက်ဆိုရင်အရန်ကိုတတိထား ရမယ့်အရာဖြစ်ပါတယ်လို့ကဲတငငချင်းတို့လည်းဒီဗျူဖိုင်လေးကိုကြည့်ပြီးတော့နော်အစာတောက်တွေဝယ်မယ်ဆိုလို့ရှင်တော့အထူးကိုတတိထားကြပါရှင်တကယ်လို့ကိုကနော်လမ်းဘီကဆိုင်မှာဈေးဝယ်မိရဆိုလို့ရှင်တော့မကိုဝယ်တဲ့ဆိုင်ကနော်သူတို့ရောင်းနေအစာစာတွေကလက်ဆက်ရည်လားဆိုတာကြည့်ပြီးတော့မှနော်ဒါတတိချာချာလေးဝယ်စီချင်ပါတယ်ရှင်တချို့ဆိုလို့ရှင်လည်းနော်ဒီလမ်းဘီမှာပဲရောင်းကြတာပါပဲဒါပေမဲ့နော်သူတို့ရောင်းနေအစာစာတွေကတန်ရှင်းနဲ့လက်ဆက်တင်ရှင် လမ်းမမရောင်းနေသူတိုင်းကိုတော့ဒါပြောတာမဟုတ်ဘူးရှင်။တကယ်စို့လည်းအထူးသတိထားပြီးတော့ဝယ်ကြပါရှင်။ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။